ပရီးမီးယားလိပွဲစဉ်30ဘန်လီသင်းရဲ့ကွင်းမှာတွားရောက်ရင်ဆိုင်ကစားမဲ့အာဆင်နယ်တို့ရဲ့ပွဲထက်ကစားမှာ17ရောက်ကဲထုံးစံတိုင်းပဲကျွန်တော်ပွဲထွက်၁၁ယောက်ခံမှန်းကြည့်လိုက်အောင်ဒီ၁၁ယောက်ခံမှန်းတာကအာတီတာနေနဲ့ဘလူးလူတွေကို၃လနိုင်ကြီးရှိလေ အရှိမဘသူတွေအနာရခဲ့တယ်လဲဘသူတွေကတော့ဒဏ်ရာနေပြန်လာဖို့နှိစက်နေပြီလေဆိုတော့ကျွန်တော်သုံးသက်လိုက်အောင်အကယ်၍ကျွန်တော်ဒီဗီဒီယိုရိုက်ကူးနေအချိန်မှာ injury နဲ့ပတ်သက်ပြီးတော့တချို့ update လေးတွေမသိခဲ့လို့ရှိရင်လည်းအောက်မှာကျွန်တော် line လေးထိုးပြီးတော့စာလေးတင်ထားပြီးမယ်နော်အားကြောင့်မို့ကျွန်တော်တချို့သတင်းကြတော့ဗျာကျွန်တော်နောက်ကျမှလုပ်ရဲဆိုတာအဲ့ဒါလေးပါထည့်ချင်တာဖြစ်တဲ့အတွက်ကဲကျွန်တော်ပတ်သက်ဆက်တယောက်ခံမကြည့်လိုက်အောင်ဒီနေရာမှာဒီဆက်တယောက်ကြောင့်မပြောခင်မှာအာရီတာက Premier League နဲ့ပတ်သက်ပြီးတော်တော်လေးကိုမှအမှတ်တွေကိုတော်တော်တန်ဖိုးထားတာဘာကြောင့်ဒီလိုပြောနိုင်လဲဆိုတော့ ချန်ပီယံလိလို့ပွဲစဉ်မျိုးမှာလည်းမထင်ထားတဲ့လူစင်းနဲ့တခါကြီးထားလုံးလို့ရှိတယ်။ဒါပေမဲ့ခါရာဘောမှာဆိုလို့ရှိရင်လည်းအရန်၁၀ယောက်ထိသုံးခဲ့တယ်။ပရီးမီးယားလိမှာတော့ဘယ်သင်းနဲ့တူတူကောင်းမေညွတ်မေဆိုတဲ့ကစားသမားတွေပဲသူဦးတည်ပြီးတော့ရသလောက်သုံးတယ်။သတိကြီးကြီးထားပြီးတော့ချင်းကတ်တယ်။ရလာတဲ့တကိုးနှစ်ကိုးကိုလည်းပွဲပြီးတဲ့အချိန်မှာ happy ending ဖြစ်ဖို့အတွက်အဲ့ဟာကိုရအောင်ခန့်စစ်ကစားမားတွေထည့်ပြီးသူထိန်းတယ်။အဲ့တော့အာဆင်နယ်သင်းဒီပြမီခေးအာရီတာက ပရီးမီးယားလိပြိုင်ပွဲတစ်ပတ်တစ်ပွဲအဲ့ဒီတစ်ပွဲမှာရမယ့်သုံးဘက်ကပြိုင်ပွဲတွေနဲ့ နီးကပ်သွားလားဝေးကွာသွားလားဆိုတာကကိုကိုတိုင်းလုံးမရမဲ့အမှတ်ကိုယူနိုင်ထားတာကအရှိလာမဲ့အနာဂတ်အတွက်ဆိုလို့ရှိရင်လည်းအများကြီးအထောက်အကူပြုတဲ့သုံးမှတ်ဖြစ်သွားတယ်။ဒါကြောင့်မလို့အာတီတာကပရီးမီးယားလိမှာရတဲ့သုံးမှတ်ကိုတော်တော်လေးတန်ဖိုးထားလို့ကျွန်တော်ပြောချင်တယ်။ကောင်းမင်းညွန့်မစ်ဆာကစားမိုက်သူ့လက်ထက်မှာရှိတယ်။ကြဲကျုံဂိုးသမားနေရာမှာကြည့်လိုက်အောင်။အရှိကခါရာဘောင်ဖလားမာတော့အာဆင်နယ်တဲ့အရန်ဂိုးသမားရီဇာဘလကာကီပါကိုသုံးခဲ့တယ်။အခုကတော့တေးကြတယ်။ဒေးဗစ်ရိုင်ယာဒီယာဒီမာရှေ့ကကိုဝဲမှာ 6ပွဲထိကလိရှိရထားတဲ့ရာယာပဲအာဆင်နယ်တင်းရဲ့အဓိကကိုယ်သမားဖြစ်ပွဲထွက်လာမယ်တကယ်တော့ကိုယ်သမားတစ်ယောက်ကသူ့ quality ရှိရလဲပါတယ်လို့သူ့အရှိကကောက်ကွယ်ပြီးတဲ့ခန်းစစ်ကစားမရကြောင်းလဲဒီကိုယ်သမားကအများကြီးနာမည်ထွက်တယ်အကောင်းဆုံးစုတွေရရှိရဲ့ အဲ့ကြောင့်မို့ခါကျရင်ကိုသမားကြီးပဲအမြဲတမ်းကောင်းနေမှမဟုတ်လို့သူနဲ့တွဲဆော့တဲ့တင်မိတ်တွေကောင်းရင်ကောင်းတော့ကိုသမားကြီးလည်းအကောင်းဆုံးတွေရလိမ့်ရှိတယ်။အဲ့လိုပြောလို့ရာယာကိုအရှိဟခန့်စစ်ကစားမိုက်ကြောင့်စုရတယ်ပြောတာမဟုတ်နော်။ရာယာမှာလည်းအရေးချင်းရှိတယ်။ဒါမှမဟုတ်ဘလောက်ပဲအရေးချင်းရှိတဲ့ကိုသမားဖြစ်ဖြစ်ကောင်းမွန်တဲ့ခန့်စစ်မရှိရင်လေလူအပ်ထပ်ပူပြီးပင်ပန်းမှာပေါ့။ကဲနောက်တစ်ချက်ကတော့ဒါကလူးဝစ်ကယ်လီလာကာလာဖီူရီယာဆိုတဲ့အပိုင်းကျွန်တော်ထင်တာတော့ကာလာဖီူရီသုံးလာမယ်ထင်တယ်။ဘာကြောင့်လဲဆိုရှေ့မှာလည်းလူးဝစ်ကယ်လီကိုခါရာဘောမှာသုံးပြီးွားပြီးပြီးတော့ကျွန်တော်ဒီသတင်းလုံးတဲ့အချိန်ထိ ကာလာဖီယိုရီနဲ့ပတ်သက်ပြီးတော့ injury သတင်းထပ်မကြားတော့ဘူးပြီးတော့ထွက်သွားတော့လည်း ACC ပဲဆိုတော့အဲ့ဒီကစားသမားအနေနဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့လုံးဝ stamina အပြည့်ဖြစ်နေပြီထင်တယ်အထူးသဖြင့်ကိုကအုပ်စီးပြီးဆော့ရမယ်အသင်းငယ်နဲ့တွေ့တဲ့ပွဲစဉ်မှာဆိုရင်ကာလာဖီယိုရီရဲ့ဒီ war rate တွေသူ့ရဲ့ joker ဆက်ဆံ line break တွေသွားတဲ့ပုံစံမျိုးတွေပြီးတော့တောင်ပေါ်မှာထွက်ဆော့ပြီးတော့ဝင်ကကစားမတွေကစားပေါက်ချောင်းအတွက် running လုတ်တဲ့အပိုင်းဒီမှာ color fury က artita ရဲ့အရန်ကြိုက်တဲ့ basalt အရန်ဖြစ်တဲ့ကစားမဖြစ်ရှိတယ်အဲ့တော့ color fury ပွဲထွက်လာမယ်ခန်စစ်ဘဟုဒီနှစ်ယောက်တည်းကိုပြောလိုက်အောင်ဂီဗျာမကာကြီးကတော့ကျင်းတီပွဲထွက်လာမှာအဲ့ဒါကျင်းတီဂီဗျာမကာကြီးကတော့တရားဂိုင်လုံးကျင်းတီပွဲထွက်လာမယ်ဒီနှစ်ယောက်မှာအရှိအပွဲစမှာဂီဗျာမကာကြီးကိုလည်းအနားပေးခဲ့တယ်ပြီးတော့ဆာလီဘာကိုလည်းဒယန်အချင်းကြီးကြောင့်စစ်ဆေးဖို့ရှိတာဖြစ်တဲ့အတွက်အနားပေးခဲ့တယ်အဲ့မှာပေရိုဟင်ဂါဘေးနဲ့မော်ကွေယာဂျူဝေကိုသုံးသွားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့သိတဲ့ ဂေဗီယယ်မကာယီဝီလန်ဆာလီဘာခံစစ်လောက်တော့ငြိမ်သက်ခြင်းမရှိခဲ့ဘူးတော်တော်လေးရုန်းကန်ခဲ့ရတဲ့မိနစ်တွေလည်းရှိခဲ့ဒါပေမဲ့ဒီကစားမှန်းတို့ကလူသစ်တွေဖြစ်တာဖြစ်တဲ့အတွက်ဒါဟုတ်အပြစ်သွားပြောလို့တော့မရဘူးဒါပေမဲ့ဒီပွဲစဉ်မှာတော့ဂေဗီယယ်မကာယီနဲ့တွဲဆော့မဲ့လူကမော့ကွဲရကျွန်တော်ရဲ့မန်အော့ဒ်မက်ခါတာပေါင်ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံးကစားမဖြစ်ခဲ့တဲ့အဲ့ကစားမပဲပွဲထွက်လာမယ်အဲကြောင့်ဂေဗီယယ်မကာယီနဲ့မော့ကွဲရပွဲထွက်လာမယ်ဆာလီဘာကိုတော့ဒီလိုပွဲစဉ်မျိုးမှာဒိုင်းရအကင်းမသေးဘဲနဲ့တော့အာတီတာမသုံးတော့ဘူး တတိနေရဆိုရင်တော့တော်တော်လေးတော့အဆင်ပြေနေပြီကြားတရဆိုမဲ့ risk မယူတော့တော့ဘောလေအဲညာဘက် full back ကစားမှာတော့အရှိပွဲစဉ်မှာအနာရခဲ့တဲ့ Julian တင်မှာနောက်မှဝင်ဆော့ရတော့မှန်တယ်ဆရာသမားဝင်ဆော့ခွင့်ရတဲ့အချိန်မှာတော့မှ stamina အပြည့်နဲ့တလုံးကိုဒါဆွဲပြေးသွားပြီးတော့လူငယ်တိုက်စစ်ကစားမလေးစီကိုမျောခင်းပြလိုက်တယ်တင်မှာဘာတွေကောင်းလို့ဆိုအဲ့ဒါ overload လည်းကောင်းတယ် cross ball လည်းကောင်းတယ် aggressive pitch တဲ့ pass တွေကိုလည်းအဲ့လို library ကြားထဲမှာခင်းပေးနိုင်တယ်အထူးဖြင့် timber က ဘောလုံးဟိုးတဲ့ကောင်းတဲ့အပြုံမှာအဲ့လိုကီးပတ်တီးပေးနိုင်တာဖြစ်တဲ့အတွက်အာဒီဒါဘာကြောင့်ဘန်ဝိုက်ထက်ပို့ပြီးတော့တင်ပေါရွေးချယ်သွားဆိုအဲ့ပိုင်းမယ်အဲ့ကြောင့်တင်ပါပရီးမီးယားလိပွဲစဉ်30မှာပွဲထွက်လာမယ်ကဲကွင်းလေ3ယောက်အနာရခဲ့တဲ့ဇူဘီမန်နီရဲ့ဒီကလန်ရိုက်အများကြီးပြောစရာမလိုအဲ့ကစားသမားတွေကလက်ရှိချိန်မှာအာဒီဒါရဲ့အကောင်းဆုံးကွင်းလေအကြိုက်ဆုံးနဲ့အငြိမ်ဆုံးပြိုင်ဘက်ကိုလုံးဝရှတ်ဒေါင်းလုပ်နိုင်တဲ့ကွင်းလေအင်ဂျင်တွေဇူဘီမန်နီနဲ့ဒီကလန်ရိုက်အနာလေးရခဲ့တဲ့ဒီပွဲစဉ်အတွက်ရည်ရွယ်ပြီးတော့သိမ်းထားခဲ့တယ်ပြောလို့ရတယ်ဒီနေရာမှာကျွန်တော်တို့ခုရွေးစရာရှိတာက ရှေ့ကပွေးလိုပဲအစည်းကိုသုံးသွားမလားဆိုတဲ့အချက်ပဲဘာလို့ဆိုမာတင်အိုဒီဂတ်ပြန်မလာနိုင်တဲ့အချိန်မှာအီသန်ဝန်ဒီသုံးလို့ရတယ်ဒါပေမဲ့ efficient ဖြစ်ဖို့တော့နည်းနည်းလေးပျောက်တယ်လူငယ်လေးဖြစ်တာဖြစ်တဲ့အတွက် main ကိုသုံးလို့ရတယ် jewelry မှာအတားရတာမှိမ့်မဲ့တချို့အပိုင်းလေးတွေမှာတော့သူ့ဆီကနေ aggressive ဖြစ်တဲ့ပတ်တီးပျောက်ဆုံးနေရတွေ့ရတယ်ဟိုတနေ့ကတော့နောက်ပေါက်ကလေးနဲ့ Louis Galaxy ခင်းပေးပြီးတော့ဝန်ဒီတွဲလုံးလေးနဲ့တွင်းသွားခဲ့တာတော့ကျွန်တော်မှတ်မိရဲ့ဒါပေမဲ့အဲ့ဒါတော့အမြင်နဲ့ဖြစ်မလာနိုင်ဘူးလေအဲအဲ့တော့အဲ့ဒီ poison နဲ့ပတ်သက်ပြီး idea သုံးလာမယ်ဆိုရင်တော့အစည်းပဲသုံးလာအောင်များတယ်အဲကြောင့်အစည်း ဒီနေရာမှာဆိုလို့ရှိရင်တော့ Declan Rice Martin Zuimani အဲ့ဒီ trial ပဲတုံးလာမယ်ကဲညာဘက်ချမ်းတိုက်စစ်တောင်းမယ်ဘူကောက်စားကပဲဆရာသမားအနားလဲရခဲ့တယ်ခြေစွမ်းပြဂိုးလဲသွင်းနိုင်ခဲ့တဲ့ခါရဘောင်ကကအရှိမလဲရှိခဲ့တာဟုတ်အော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘန်လီအသင်းရဲ့ခံစစ်ကိုဖြိုခွဲဖို့ဆိုရင်ဘူကောက်စားကလိုမျိုး zone နဲ့ rotation တွေကောင်းကောင်းလုပ်နိုင်တဲ့ကစားသမား kit power ပြင်းပြင်းကစားသမား second ball တွေအတားရအောင်ကြိုးစားတဲ့ကစားသမားမျိုး အာဆင်နယ်တင်းရဲ့ညာတောင်ပေါ်မှာလိုအပ်တယ်ဆာကာပဲပွဲထွက်လာမယ်ဘယ်ဘက်ချမ်းတိုက်စစ်တောင်ပေါ်မှာကိစ္စကိုမစင်းစားခင်မှာကျွန်တော်တို့အနားရခဲ့တဲ့ဆွီဒင်သားကြီးပီတာယောဂရက်ကတော့အထောင်ဖြစ်ပါလာမယ်ယောဂရက်မပါတဲ့ဘရိုက်တန်အသင်းရဲ့ပွဲစဉ်မှာခါလာပေါ်မှာကျွန်တော်တို့ဘာကြောင့်တောင်မန်ဒီကြက်ညက်နေတယ်တွေ့လားအဲ့ဒါပဲယောဂရက်ရဲ့တံမိုးပဲယောဂရက်ပါလာတဲ့ခါမှာတောင်မန်ဒီကိုထွက်ပြီးပိတ်ဆို့ဖို့တဲ့ဆိုင်အဲ့ဒီကစားမောင်နှစ်ယောက်သုံးယောက်ကတ်နေတာဖြစ်တဲ့အတွက်အာဆင်နယ်တောင်မန်ဒီပို့ပြီးချောင်းတယ်အခုဘန်လီကစားသမားတွေကလည်းစာကောက်ထွက်ပြီးကတ်မလားပနတီပေါင်းထဲမှာအနီးကပ်ကန် သွင်းခံရမယ့်အနေထားကိုကာကွယ်မလားဆိုရင်တော့ယောဂရက်ကိုပဲသူတို့ကာကွယ်မှာလေအဲ့ဒါပိုပြီးအနေများတဲ့ဇုံပြီးတော့ယောဂရက်ကလည်း jewelry မှာရတဲ့ကစားမမျိုး warrick ကောင်းတယ်ဇုံနဲ့ rotation တွေတော်တော်လေးကောင်းတဲ့ကစားမအားကြောင့်မလို့ပစ်တာယောဂရက်ရဲ့တန်ဖိုးတော့ရှေ့က brighton တင်းတဲ့ပွဲစဉ်မှာတောင်ပန်ကစားမတွေကြက်ညက်နေတာဖြစ်တဲ့အတွက်အားလုံးလည်းသိပြီထင်တယ်အဲ့ယောဂရက်ပါလာမယ်ပီအိုပီရောလည်းအနားရခဲ့တာဖြစ်တဲ့ဗန်လီအသင်းပွဲစဉ်မှာပေါက်ကွဲရကောင်းကောင်းနဲ့ကစားမယ်လို့ထင်တယ်ကြည့်ဘယ်ဘယ်ချမ်းတက်စစ်တောင်းမယ်မာတီနယ်လီကတော့ပါနိုင်မယ်မထင်သေးဘူး ကြက်ခိုင်မှုအရာပေါ်လေလောဆယ်တည်နေရဆိုလဲမာတင်နေပါလာနိုင်ကြီးနေတယ်အနားရထားခဲ့တဲ့ထရော့ဆက်ရှေ့ကခါရဘောင်ပွဲမှာထရော့ဆက်ကိုသုံးမဲ့ထင်တာဘယ်ဟုတ်မလဲအစည်းကိုဘယ်တောင်မှန်တင်လိုက်တဲ့သဘောမျိုးနဲ့သုံးရတယ်ကိုင်းလက်မှာဆိုလို့ရှိရင်လေနော့ဂတ်အီတန်ဝန်ရီမီခင်းမိန်လို့ဆိုတဲ့အတွဲကိုသုံးရတယ်အရန်ကစားမားတွေပဲသုံးရအဲ့ကြောင့်မို့အနားရထားခဲ့တဲ့ထရော့ဆက်ကဘယ်တောင်မှန်မှာပါလာမယ်ထရော့ဆက်ကိုတူတင်ကိုတင်ရှင်တိုက်တဲ့အသိမျိုးတွေမှာကျွန်တော်မကြိုက်ဘူးဒါပေမဲ့ ပြိုင်ဘက်ကလည်းအသင်းငယ်ဖြစ်တဲ့အာဆင်နယ်စီကတမလောက်ရရင်တော်ပါပြီဆိုပြီးခံစစ်ပိတ်ဆို့ဆော့တဲ့အသင်းနေနဲ့ပွဲဒီမှာဆိုရင်တော့ Trossard ကအာဆင်နယ်သင်းရဲ့ပနတီဘောက်ဆဲကြီးတိုးဝင်နိုင်ပြီးတော့ finishing သွေးအေးတဲ့ကစားသမားတွေမှာပါတယ်ကျွန်တော်အဲ့ဒါကြီးကြိုက်တာ Trossard ကိုအဲ့တော့ Trossard ကတော့အာဆင်နယ်သင်းရဲ့ဘယ်တောင်မှမပါလာနိုင်တဲ့အကြောင်းမို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့ဒီပွဲကဘန်လီကအာဆင်နယ်ကိုသူတို့ကွင်းဆိုပေမဲ့ရှင်တိုက်ဖို့အစားအာဆင်နယ်သင်းရဲ့တိုက်စစ်ကိုတတိကြီးကြီးထားပြီးတော့ခံစစ်နှစ်တန်းပိတ်ဆို့ဆော့သွားမယ်ထင်တယ် အဲ့လိုမျိုးပွဲစဉ်တွေမှာအာဆင်နယ်ကစိတ်ရှိလက်ရှိနဲ့ပြိုင်ဘက်ကိုတက်လာအောင်ဗက်တတဲရမှုတွေလုပ်တယ်ဆိုလိုချင်တာကမြန်မာမှုပြောရမယ်ဆိုတော့ခန်းစစ်မှာဘောလုံးပေးနေပြိုင်ဘက်ကစားသမားကြီးတက်လာပြီးလူအောင်မြားခေါ်တယ်ပြီးရင်လောင်းဘောကြီးနဲ့တောင်ပန်တွေကိုပေးမယ်အဲ့ရမစင်ဝင်းကကစားသမားတွေကဘောင်ဆဲတိုးဝင်တာမျိုးအေရီးယားထိတ်ကနေလင့်ကပ်တွေ့တာမျိုးနဲ့သွားလို့ရှိတယ်နောက်ဆုံးအာဆင်နယ်ကြံရမရခတ်နေပြီဆိုလို့ရှိရင်တော့အာဆင်နယ်မှာလုံနေတဲ့ဒီယာတီကီလီတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ပနတီအေရီးယားဘောက် ရှေ့ကနေပြီးတော့ပတ်ပြေးပြီးတော့ပြစ်တံပေါ်မရရအောင်လှုပ်တာပြီးတော့ဒေါင်ကံပေါ်မရရအောင် cross ball တွေကိုခန်စကားမနဲ့ထိအောင်ကန်တင်တာအဲ့ဒါကြီးလှုပ်လို့ရှိတယ်အဲ့ဒီတဲကံပေါ်တွေပြစ်တံပေါ်တွေကဒီယာတိမှာအာဆင်နယ်တင်းရဲ့ပြိုင်ဘက်ခန်စစ်ကိုဖြိုခွဲတဲ့အခါမှာဂိုးရနိုင်ကြီးအမြင့်မားဆုံးမူးမှန်နေပဲအာဆင်နယ်တင်းရဲ့တဲကံပေါ်တွေကန်တင်တဲ့ဒီကန်ရိုက်ဆိုတာလေတဲကံပေါ်တိုင်းလိုက်ချင်းလို့မရလောက်တဲ့အထိ quality player ဖြစ်ရှိသူစီကပေးပို့လိုက်တဲ့ pass တွေကလည်းတော်တော်လေးကောင်းတယ်အထူးသဖြင့် declan right ကဒေါင်ကံပေါ်ကန်တင်တဲ့ပိုင်းတွေရဲ့ ပြစ်တံပေါ်ကန်တီနဲ့အပိုင်းနေမှာဆိုရင်တော့ကို့ကစားသမားတွေရဲ့ခေါင်းပေါ်အလောတော်လေးတင်ပေးနိုင်တဲ့အထိပပနဲ့နဲ့စကေးပိုင်းတိကျတဲ့ကစားသမားအဲကြောင့်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာဆီနယ်တို့ကိုရဖို့ရုံးကန်နေရမယ်ဆိုရင်တော့မှအဲ့တက်ကန်ဘောတွေကအဖြစ်တခုဖြစ်လာနိုင်တယ်။ဘန်လီအသင်းနေတော့အာဆင်နယ်အသင်းကိုဂိုးခွင့်မပြုအောင်ကြိုးစားနိုင်မယ်ထင်လား။တရားတခုတော့အာဆင်နယ်ကအခြားပွဲတစ်ဆိုင်လာမယ့်ချန်ပီယံလိပွဲတစ်ဆိုင်တော့ဒီပွဲကိုသူတို့အနိုင်ပိုးလို့ခြင်းနဲ့။ဘာကြောင့်လဲဆိုတော့အဆင့်နှစ်ကဘုံပေါင်းနဲ့ ူတို့နဲ့6မှတ်กว่าတဲ့မန်ချက်စတာစီးယူးနဲ့တွေ့ဆုံမှုရှိတဲ့ပြုံမှာလစ်ပါပူးကလည်းဒါအစတွန်ဗီလာလိုမျိုးကံရခတ်တဲ့ဖြတ်မြဲအသင်းတင်းနဲ့တွေ့နေရဖြစ်တဲ့အတွက်အာဆင်နယ်တို့ဒီပွဲစဉ်မှာသာသုံးမှတ်ယူထားနိုင်ခဲ့ရင်ပုံမိုတာလွန်တော့အမျက်ဖြတ်မှုတွေဖြစ်သွားနိုင်မှာပါလောစဉ်အာဆင်နယ်ကမန်ချက်စတာစီးယူးကို6မှတ်လစ်ပါပူးကို9မှတ်ဖြတ်ထားပါတယ်ကဲကျောညီကိုတွေကပွဲထွက်ကစားမှာ7ယောက်ဘယ်သူတွေထွက်လာမယ်ထင်လဲကိုမမဝင်ရောက်ရေးသားပြီးတော့ပါအောင်အဆုံးထိကြည့်တက်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ဒီနေ့ညမှာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောရင်ဖြစ်ကစားခြင်းလို့ဆိုတော့ဘိုင်ဘာဖုန်းတို့တညာကို646 63တိန်နဘတ်တညာကို0953ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာ။